ခုပြောပြပေးမယ်လက္ခဏာအမှတ်သားပေါ့နော် လူတရားမှာတယောက်ပါခဲ့လာတဲ့လက္ခဏာအမှတ်သားမျိုးစားဖြစ်တယ်တကယ်လို့မိမိရဲ့လက်မှာ ပါရှိလာပြီဆိုရင်အင်မတန်မှ အဖို့တန်တဲ့လက္ခဏာအမှတ်သားမျိုးဖြစ်တယ်အကျိုးပေးလဲကောင်းတဲ့လက္ခဏာအမှတ်သားမျိုးဖြစ်ပါတယ်ဒီလက္ခဏာကတချို့တွေကတော့ဒီပေါ့နော်မွေးကလေးမှာပါရမီထူပါလို့ပါရှိတာဖြစ်တယ်တချို့တွေကတော့ကြီးမှာပေါ့နော်အတပန်းချတစ်ခုရောက်မှာပေါ်ပေါက်လာတဲ့ လက္ခဏာအမတ်တာမျိုးစားပဲဖြစ်ပါတယ်။ဒီလက္ခဏာဘယ်လိုလက္ခဏာလဲဆိုတာကိုတိကျတိကျစွာအောင်လို့ဒီလက်ဝါးပြင်ပေါ်မှာတည်တည်ချာချာလေးဆွဲပြပေးထားပါတယ်။အဲ့တော့လက်ဝါးပြင်မှာတွားပြီးတော့တစ်ချက်လောက်ကြည့်ရအောင်ပါခင်ဗျာ။ကျေးဇူးပြုရေစစ်ပန်းဗီဒီယိုရဲ့လက္ခဏာကမ္မီယာဘူဇာ channel လေးကို like and subscribe လုပ်ပေးထားကြပါဦးခင်ဗျာ။ ခုဒီမှာမျှလိထုတ်ပြပေးတဲ့လက္ခဏာအမသာကတော့လူတရားမှာတယောက်ပိုင်ဆိုင်နိုင်တဲ့လက္ခဏာအမသာမျိုးပဲဖြစ်ပါတယ်။ဒီလက္ခဏာအမသာမျိုးပါလာပြီဆိုရင်မိမိရပါတော့အလွန်ထူးခြားမှုတွေထူးကဲမှုတွေနဲ့ကြုံတွေ့ရမယ့်လက္ခဏာပဲဖြစ်ပါတယ်။ တချို့တွေကဒီလမ်းကြောင်းလေးနဲ့မှားတတ်တယ်ပေါ့နော်ဗုဒ္ဓဝုချုံကောင်လာပြီးတော့ဒီလိုမျိုးကန့်လန့်ပြတ်ဆင်းနေတဲ့လမ်းကြောင်းလေးနဲ့မှားတတ်ပါတယ်ဒါကကြတော့ဥပလမ်းပေါ့နော်တကယ်ကကျမ်းမာရေးလမ်းကြောင်းနဲ့ဆိုင်တဲ့လက္ခဏာအမှတ်သားလမ်းကြောင်းပဲဖြစ်ပါရဲ့ဒါကိုတော့နောက်မှာပဲရှင်းပြပေးမယ်ဒီလမ်းကြောင်းလေးရပေါ့နော်ခုလိုမျိုးဗုဒ္ဓဝုချုံကောင်ရဲ့ဒီအောက်ကပြီးတော့ဒီတနင်းလာချုံကောင်ရဲ့လက်ဖောင်ဘက်ကိုထိကျွန်တော်ကွတ်ကွေးလေးဆင်းသွားတယ်လမ်းကြောင်းလက္ခဏာအမှတ်သားမျိုးဖြစ်ပါတယ်လေကိုင်းတတန်လက္ခဏာအမှတ်သားလို့ခေါ်တဲ့တချို့တွေကလည်းအကြမ်းမြင်လမ်းကြောင်းလို့လည်း ဒါပြောတဲ့လမ်းကြောင်းအမှန်တမ်းမျိုးပဲဖြစ်ပါတယ် ဒီလိုမျိုးလက္ခဏာမိမိလက်မှာပေါ်ပေါက်လာပြီးအရင်ကလည်းပါရှိခဲ့တယ်ဒါမှမဟုတ်နောက်ကျမှပေါ်ပေါက်လာပြီဆိုရင်မိမိရပေါ့နော်ဒီဘာသာရေးတွေထူကဲစွာ လုံနေရတတ်တာဘာသာရေးနေနဲ့ပတ်သက်ပြီးအကြအာယုံအမြင်အာယုံဒါမှမဟုတ် ပုဂ္ဂိုလ်တွေစောင့်ရှောက်လာတာမိမိရဲ့ရည်စက်ပါတဲ့ပဋ္ဌာန်းဆက်တွေပုဂ္ဂိုလ်ရရပြီးမိမိကိုကာဝယ်ပေးစောင့်ရှောက်ပေးပြီးတော့အကြအမြင်လိုင်းနဲ့ဒါမှမဟုတ်ပုဂ္ဂိုလ်လိုင်းနဲ့ဒီလိုမျိုးပေါ့နော်တမထာလိုင်းတွေကိုဆွဲခေါ်ထားတဲ့လက္ခဏာအမှတ်အသားမျိုးစာဖြစ်ပါတယ် ီလက္ခဏာအမှတ်သားပေါ့နော်ဒီဂမ်မီယာချက်ချီနဲ့ပေါ့နော်ခက်ဆင်ဆင်ဖြစ်တယ်ဒါပေမဲ့ဂမ်မီယာချက်ချီရကြအောင်လောဂရန်ကိုရိုက်ချက်တွေကိုခံစားရတယ်ဒီလက္ခဏာအမှတ်သားကြအဲ့လိုမဟုတ်ဘူးမိမိကကောင်းကောင်းမွန်မွန်နဲ့နေရတယ်ပေါ့နော်နောက် ပြီးကြရင်ဘာတွေဖြစ်တယ်လဲဆိုရင်ဒီ မိမိအပေါင်းအသင်းဆက်ဆံရေးတွေမှာတော့အားနည်းချက်တွေဖြစ်တတ်တယ်မိမိကယိုးသားတယ်မိမိကဖြူဖြူဆင်းဆင်းစိတ်ရင်းမှန်နဲ့ပေါင်းတယ်ဒါပေမဲ့မိမိကိုပေါ့နော်ကြော်သွားတာခွာသွားတာလိန်သွားတာလှည့်ပြသွားတာဒါမျိုးတွေတော့ကြုံရနိုင်တဲ့လက္ခဏာဖြစ်တယ်နောက်ပြီးကြရင်အေးအေးဆေးဆေးမိမိကတိတိတန်တန်နဲ့ပေါ့နော်နေထိုင်ခြင်းနဲ့စိတ်ဆန္ဒတွေဖြစ်ပေါ်တတ်တယ်ဒီလက္ခဏာပါလာပြီဆိုရင်ခုနကပုဂ္ဂိုလ်လူတွေစောင့်ရှောက်တာမကောင်းတဲ့နေရာကိုသွားပြီဆိုစိတ်ကအလိုလိုတည်တာအိမ်မထူးတွေမတ်တာဒါတွေကတော့ဂမီယာချက်ချေကတ်တဲ့စင်တဲ့လက္ခဏာအမှတ် ားမျိုးဖြစ်တဲ့ဘာသာရေးကိုအထူးကိစိုက်ပြုပြီးတော့လုပ်မယ်ဆိုရင်မိမိဘဝမှာ အောင်မြင်မှုတွေကြီးကြီးမားမားရရှိတတ်တဲ့လက္ခဏာအမှတ်သားကောင်းပဲဖြစ်ပါတယ်ဒီလိုမျိုးလမ်းကြောင်းလေးပေါက်လာပြီဆိုရင်မိမိကအထူးဘာသာရေးကိုဂယူဆိုင်လုပ်ပြီးတော့အောင်မြင်မှုတွေအတိအကျရယူနိုင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့စီစဉ်လေးကဒီနေ့ဒီလောက်ပါပဲခင်ဗျာအနောက်စီစဉ်များကိုဆက်လက်အားပေးနိုင်ရတော့ကျွန်တော်ရဲ့စစ်ပိုင်းဗီဒီယိုနဲ့ဂမ်မီယာဘုဒ္ဓ channel လေးကို like and subscribe လုပ်ပေးထားကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ